โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအဲကျွန်တော်ကတော့နေ့စဉ်နေ့တိုင်းထိုးထားအကျိုးပြုပွဲကနေရက်တည်ပြီးတော့ဒီအနီးဆက်ဆုံးနဲ့ကြေးအောင်နိုင်စီစီဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးနဲ့တကွာတင်ဆက်ပေးနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကို like and follow လေးနဲ့အသေးလေး network ပြလို့ရပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ဒီအနီးဆက်ဆုံးနဲ့ကြေးအောင်နိုင်စီစဉ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ2026ဖိဖာကမ္ဘာဖလားဥရောပဆုံးခြေစမ်းပွဲစဉ်တွေတဲ့ကကျွန်တော်အချိန်နည်းတဲ့တစ်ပွဲဖြစ်တဲ့ဒီ Norway နဲ့ Estonia တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုတုံးသက်ပြတော့မှာဖြစ်ပါတယ်ဗျဒီ Ancient Norway တရားဒီဖိဖာကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်26နေရာမှာရက် င်းတွေဒီတင်းတွေဖြစ်တဲ့တီဝိုကိုဖြစ်တဲ့အက်စတိုနီးယားတော့ဒီဖီဘာကဘာအဆင့်တက်မှတ်ချက်အရာအဆင့်130နေရာမှာယက်တီနေရာအတင်းတင်းဖြစ်တဲ့အဲဒီနေတင်းရဆိုရင်ဒီဥရောပဆုံးခြေစမ်းပွဲအုပ်စုအိုင်မှာရှင်မြန်ကစားနေတဲ့အတင်းတင်းဖြစ်တဲ့ဒီအုပ်စုအိုင်မှာ6တင်းပါဝင်နေတာကိုကျွန်တော်တွေ့မြင်ရတယ်နော် အဲဒီအုပ်စုအိုင်မှာဆိုရင်အင်ရှင်တော်ဝေတင်ရ6ပွဲရှိမှန်ကစားထားပြီးအဲ6ပွဲသလုံးအနိုင်ရရှိကရမတ်16မှတ်နဲ့အဆင့်1နေရာမှာယက်တီထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဒီအဝေးခွင့်ပြတဲ့အက်စတရိုနီယာတော့ဒီအုပ်စုအိုင်မှာ9ပွဲရှိမှန်ကစားထားပြီးအဲ10ပွဲနိုင်10ပွဲတည်းရေ9ပွဲရှုံးဆိုတဲ့ရလနဲ့ရမတ်6မှတ်ရရှိကအဆင့်6နေရာမှာယက်တီနေတဲ့တင်းတင်းဖြစ်တယ်ဗျာနော်ဒီအင်ရှင်တော်ဝေတင်ရဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ အဲစရေကို5စီးဆိုတဲ့ရလက်နဲ့အတိုင်းရရှိထားတယ်ဒီစရေနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီမော်တိုဘာကို17 9ဆိုတဲ့ရလက်နဲ့ဒီတိုက်စစ်ပိုင်းအားကောင်းကောင်းနဲ့ကိုမျိုးစွာနဲ့ဒီနောက်ကျော်နှစ်ပွဲစလုံးကိုအဲကိုပြပြတသားနဲ့အတိုင်းရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဒီအဝေးခွင့်ဖြစ်တဲ့ဒီအက်စတိုးနီးယားကတော့ဒီပြီးခဲ့တဲ့ပွဲစမှာဆိုရင်ဒီမော်တိုဘာကို1-1တည်းကြာထားတယ်နောက်ပြီးဒီအီတလီ အီတလီကို1-3ရဆိုတဲ့ရလည်းနဲ့ရှုံးနေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျာနော်နောက်ဆုံးတွေ့ဆုံရတဲ့ပွဲစဉ်မှာနှစ်ပွဲစလုံးကိုဒီတရီနဲ့အရှုံးသာထွက်ပေါ်တာကိုကျွန်တော်တွေ့မြင်ရတယ်ဒီနေ့တင်းဟတ်တူကိုသွားကြည့်လိုက်တဲ့အချိန်မှာဒီနေ့တင်းဟတ်တူရဲ့ထိသက်တိစုံမှု၄ချိန်တိစုံလာတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီဟတ်တူရဲ့ထိသက်တိစုံမှု၄ပွဲမှာဆိုရင်လည်းဒီအင်ရှင်နော်ဝေးကနှစ်ပွဲနိုင်တစ်ပွဲတည်းတစ်ပွဲရှုံးစရာရလည်းမထွက်ပေါ်တာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာ။နော်ဒီရှုံးနေခဲ့တဲ့ပွဲစဉ်ကလည်းဒီ2005ခုနှစ်ကရှုံးနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုဒီနှစ်ရာတီရဲ့အဲလူစင်ရင်းနဲ့ အဲဒီနေ့ရတီရခြေဆံမိုင်းနဲ့ဆိုရင်တော့တော်တော်လေးကိုအလံဝေးသွားတာကိုကျွန်တော်တွေ့မြင်ရတယ်နော်ဒီအင်ရှင်နော်ဝေးတရားဒီရာနုံးပြနိုင်ပွဲတင်တဲ့အတူအမတ်ပေးစရာရဲ့ထိတ်ဆုံးမှာရက်တီပြီးအဆင့်နှစ်နေရာကအီတလီကိုလည်းသုံးမဲ့ပြတ်နဲ့ဥဆောင်နေတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီအင်ရှင်နော်ဝေးကသူ့ရဲ့အင်ကွင်းမှာဆိုရင်တော်တော်လေးအကောင်းအထည်ကိုကျွန်တော်တွေ့မြင်ရတယ်သူ့ရဲ့ဒီ ရှင်ပိုင်ကစားထားတဲ့ဒီ6ဘွဲမှာဆိုသူရဲ့အိမ်ခွဲမှာ3ဘွဲတိတိရှင်ပိုင်ကစားထားပြီး3ဘွဲစလုံးကိုလည်းအပြန်အလှန်တွင်ကိုးတွေနဲ့3ကိုးနဲ့3ကိုးအထက်ကိုးတွေတွင်ထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်။အဲသူတို့ကတိုက်စစ်ရဆိုရင်ဒီသူတို့ရဲ့အိမ်ခွဲမှာရှင်ပိုင်ကစားတဲ့3ဘွဲမှာဆိုရင်သူတို့ကတိုက်စစ်က16ကိုးတိကိုးတွေတွင်ထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်။အဲနောက်ပြီးတကိုးတာလင်ကိုးပေးထားတာကိုတွေ့မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ခန့်စစ်ကလည်းတော်တော်လေးကိုကြစ်လက်တာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျ။အဲသူတို့ရဲ့အတိတ်က အားထားရတဲ့ဒီအယ်လင်ဟာလန်ကလည်းဒီသူတို့ရဲ့အင်ကွင်း၃ဘွဲရှိမဲ့ကစားသမားအယ်လင်ဟာလန်ကကိုကိုထိထိဂိုးတွေတွင်ထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျာနော်အဲတော်တော်လေးကိုကြောက်ခမန်းလီတိတိုက်စစ်ဆွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားတဲ့အယ်လင်ဟာလန်ကတော့ဒီနေ့ရဒီမှာလဲကိုတွင်းအများဆုံးစုကိုရရှိဖို့ရေပန်းအစားဆုံး top 3စီးရင်ထဲမှာပါဝင်နေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်ဒီအယ်လင်ဟာလန်ရဲ့အသင်းဖြစ်တဲ့ဒီနော်ဝေးတင်းအားဆိုရင်ဒီတိုက်စစ်ပိုင်းမှာဆိုရင်လဲတော်တော်လေးကိုတွဲလုံးညီနေတဲ့တွဲလုံးညီစွာနဲ့ကိုတွေ မြူးနေရကျွန်တော်တွေ့မြင်ရတယ်ခန်းစစ်ပိုင်းမှာဆိုရင်လည်းတော်တော်လေးကျစ်လက်တာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲဒီ Norway တင်ရဒီတိုက်စစ်အကောင့်တလို့ခန်းစစ်လည်းတော်တော်ကျစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျအဲနောက်ပြီးဒီ Norway တင်ရအဲဒီနေ့ညရှင်မြန်တဲ့ဝက်စင်မှာ goal တွေအပြန်အလှန် ဂိုးတွေများများဆဆတွင်းမယ်လို့ကျွန်တော်ကမြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအုပ်စုနှစ်နေရာကအီတလီကိုရှင်းမြိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရမက်ပြက်ပြက်တသားနဲ့အနိုင်ရရှိဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညပွဲစဉ်မှာဆိုရင်လည်းတိုက်စစ်အသားပေးအနေနဲ့တော်တော်လေးကိုရှင်းမြိုင်းကစားလာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။ဒီအဝေးခွေပြက်တဲ့အက်စလိုနီးယားကတော့ဒီခြေစမ်းပိုင်းမှာဆိုရင်တော့ရလက်ကောင်းတွေမထွက်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်။နောက်ပြီးသူအဝေးခွင်သွားရှင်းမြိုင်းခဲ့တဲ့အဲသူတို့ဒီအုပ်စုအိုင်မှာခုနှစ်ပွဲရှင်းမြိုင်းခဲ့တာပြီးသူအဝေးခွင်သွားရှင်းမြိုင်းခဲ့တဲ့၃ပွဲမှာဆိုရင်လည်း၃ပွဲစလုံးမှာဆိုရင်သူကတပွဲအနိုင်ရရှိပြီး အဲ့နှစ်ပွဲတိတိရှုံးနေထားတာကိုတွေ့ရတယ်အဲ့ဒီသုံးပွဲမှာဆိုလဲအီတလီကိုအီတလီအတင်းကို5-0ဆိုတဲ့ရလနဲ့ရှုံးတယ်ပြီးကြတော့ဒီအစ်စရေးကို2-1ဆိုတဲ့ရလနဲ့ရှုံးတယ်မော်တိုဗာကို2-3ဆိုတဲ့ရလနဲ့အဲအနိုင်ရရှိပြီးဂျန်နဲ့နှစ်ပွဲစလုံးကရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲသူတို့ရဲ့အဝေးကွန်းသားဆန်းဆောင်နေတဲ့ပွဲစဉ်မှာဆိုရင်သူတို့ရဲ့တိုက်စစ်က၄ -6 တိထိတွင်ထားပြီးတော့ခန့်စစ်က9-6တိဂိုးတွေပြန်ပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီအက်စတရိုနီးယားကတော့ဒီ အဝေးဝန်းမှာဆိုရင်တော်တော်လေးကိုအားနည်းချက်တွေတွေ့မြင်နေရတာတော်တော်လေးကိုအားနည်းချက်တွေရှိနေတာလို့ကျွန်တော်တွေ့မြင်ရတယ်ဗျအဝေးဝန်းဆန်းဆောင်ကြီးမှာဆိုရင်တော်တော်လေးအားနည်းနေတာကိုကျွန်တော်တွေ့မြင်ရတယ်အနောက်ပြီးဒီနေ့ညရဲ့ပေါက်ကြီးကိုကြည့်လိုက်တဲ့အချိန်မှာဒီ ancient norway တင်းရလေးလုံးပြား40စားနဲ့ဒီ၅လုံးပြား60စားဆိုတဲ့ခြေမျိုးဖွင့်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီလိုခြေမျိုးဖွင့်ထားခြင်းရတော့ဒီ ancient norway တည်တင်းတဲ့ရပဲဂိုးတွင်းသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဘာကြောင့်လဲဆိုတော့ဒီ ancient norway တင်းရဒီအုပ်စုအတွင်း 6ဘွဲ့ရှင်မြန်ကစားထားပြီးသူတို့ကတိုက်စစ်က29ခုထိတွင်းက3ခုတာလင်ကိုပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်။ဒီအဝေးခွင့်ပြတဲ့အက်စတရိုနီးယားကလည်းဒီ9ဘွဲ့ရှင်မြန်ကစားထားပြီးသူတို့ကတိုက်စစ်က9ခုတွင်းကအဲဒီ18ခုထိဂိုးတွေပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျ။တဘွဲတကိုးနှုံးလောက်ဂိုးတွေတွင်းထားတဲ့သူတို့တိုက်စစ်ကိုလည်းကျွန်တော်တို့တွေ့မြင်ရတယ်ဗျာနော်။ဒါကြောင့်မလို့ဒီနေ့ညမှာဆိုရင်ဒီ Ancient Norway အတင်းကအဲဂိုးများများဆဆနဲ့ဒီ4 4Z ဒါမှမဟုတ်ရင်ဒီအဝေးကွန်းဖြစ်တဲ့အိမ်ကွင်းကလည်းဂိုတကိုတွင်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ 4C 51လောက်ထိသွားမယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဂိုဘောင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ body size ရဲ့အနေနဲ့ကတော့ကျွန်တော်ဒီ ancient ဒီ ancient တော်ဝဲအတင်းရပဲဂိုးတွေမြန်မြန်ဆဆနဲ့ဒီ alien halan ရဲ့တွင်ဂိုးတွေကိုထပ်မံပြီးပေါင်းထည့်ရမယ်ဂိုတွင်းတွေကိုထပ်မံပြီးပေါင်းထည့်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဒီ ancient Norway body နဲ့ဂိုဘောင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမဲစီတို့အတွေ့အကြုံတွေအကြိုက်တွေဆော့ကစားလို့ရပါတယ်အတွေ့မတွေ့ရင်ဘက်ကန်နိုင်ပါတယ်နောက်ပြီးကျွန်တော်စီမှာဆိုရင် ဒီဘောနမောနဲ့ပတ်သက်ပြီးအကောင့်ဖွင့်ဆော့ကစားလို့ရတယ်။အဲကျွန်တော်ကိုယ်တိုင်အာမခံတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စားလက်တွဲဆော့ကစားလို့ရပါတယ်ဗျ။ငွေကြေးပိုင်းမှာဆိုလဲ24နာရီလုံးကိုယ်တိုင်ငွေတွင်းငွေထုတ်ပြုလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စီမှာဒီဘောနမောနဲ့ပတ်သက်ပြီးအကောင့်ဖွင့်ဆော့ကစားလို့ရပါတယ်။နောက်ပြီးကျွန်တော်ရဲ့အဲဒီ Telegram လေးကိုလည်း join လာစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ Telegram free channel လေးမှာဆိုရင်လည်းနေ့စဉ်နေ့တိုင်းစိတ်ကြိုက်တဲ့ပွဲကောင်းတွေရော free mount တွေလေးတွေရောအခမဲ့တင်မင်းတွေဖြစ်တဲ့အတွက်အကြောင်းမလို့ကျွန်တော်ရဲ့ Telegram free channel လေးကိုလည်း join လာပေးစေချင်ပါတယ်။အကျွန်တော ए, ်ရဲ့ Telegram channel လေးကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော ए, ်ရဲ့ဒီ video လေးရဲ့ comment မှာကျွန်တော်ရဲ့ Telegram channel link လေးချပေးထားပါတယ်ဗျ။အဲနောက်ပြီးကျွန်တော်စီမှာဒီ account ဖွဲ့ဆော့ကစားတဲ့ညီကိုတဦးတယောက်ချင်းစီဆိုင်ကိုအဲကျွန်တော်ကကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီ VIP channel လေးကိုတစ်နှစ်ပတ်လောက်ကျွန်တော်နဲ့အတူလက်တွဲခွင့် ပြုထားပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ GUIB channel လေးကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာလာရောက်ကောက်ဖွင့်ဆော့ကစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်အမကဏဖြစ်တဲ့အတွက်ကြာမလို့ယုံကြည်စွာလက်တွဲဆော့ကစားလို့ရပါတယ်ဆိုတော့ပြောချင်ရင်ဗီဒီယိုလေးကိုအဆုံးတက်ပြရစေဗျ